ားလုံးပဲမင်္ဂလာပါရှင်ဆရာမမဝင်းမြင့်ရေးသားထားတဲ့ရီယောမှန်းအိုင်ဆန်းရေပြားဆိုတဲ့ဝတ္ထုလေးကို အပိုင်း9အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်း၁၀အဘသာဘောဤမိဘတွေသည်မြန်မာလူမျိုးများမဟုတ်ကြချေမြန်မာတို့နှင့်သွေးသားရင်းချာများဖြစ်ကြသောချင်းသွေးပါသည့်သူများဖြစ်ကြသည် ဆောင်းဆောင်းဆိုင်ဆိုင်ပြိုင်ရိုင်းသည့်မိုင်းမိုင်းအုပ်ထွေဝေဝေမှုမှုညိုရိုဖြင့်များတို့ရှင်းရှင်း ခတ်သိန်းတော်တောင် ကုံအောင်ပတ်ကုန်းညောမဆုံးသည်နှလုံးများပွဲရှိလာ၏ဟူသောရှင်တေဇောသာရရေးသည့်ယရုတိုင်းတောတောင်ကနိုင်စိတ်မြိုင်အာကြီးလာသည့်ရခိုင်ရိုးမတောင်နှန်းကြီးတွင်တခုသောတောင်ကြားမှဆွေမျိုးတစုရွာကလေးတစ်ခုတည်ထောင်နေထိုင်လာခဲ့ကြသည့်ချင်းမျိုးသားမိဘမှပေါက်ဖွားလာသည့်သူဖြစ်သည်အဘသာဘော်လူဘွားရောက်လာပြီး အသက်၁၄နှစ်အရွယ်ထိတောကားဟူသည့်မြူကြီးများမရှိခဲ့ဘဲ မိဘများနဲ့အတူလက်ရည်တပြင်းသည်လောက်ကိုင်းစားတော့ခါပျော်ရွှင်စွာနေထိုင်လာခဲ့သည်မိုးစုံတီခေါင်ရီမောင်အောင်ဆိုင်မှိုင်းမှိုင်းဝေသောရခိုင်ယူမတောင်တန်းကြီးသည်၎င်းအေးများကြီးလင်းတွင်တွင်စီးလျက်ရှိသောတောင်ကြချောင်းရီများနှင့်တောင်ကပန်ရံမှစိမ့်ထွက်နေသောစိမ့်စန်းရီကြီးမှရီအိုင်ဖြစ်နေသောစံအိုင်များသည်၎င်းတောင်မြင့်ဘွေစုံမှတုံတုံစည်းကြနေသည့်ရေတံခွန်များသည်၎င်းတပင်ပြန်ကူးတပင်မြူး၍ တွန်ကျူးဟေကျွေးနေသည့်ကြီးငှက်များသည့်၎င်းအဘသာဘောသည်မခွဲနိုင်မခွာရဲအောင်မျက်နှာချစ်ခင်နှစ်သက်လာသည်ထို့ကြောင့်ဆွေမျိုးတစုအေးချမ်းစွာနေထိုင်သောဒီနန်ဆိုင်ပြုလုပ်ကံ၍ရရှိသည့်ဒီနန်များကိုအိမ်တော်စုလိုက်ထမ်းပိုးရွက်ယူကာရောင်းချခြင်းဖြင့်ရရှိသည့်ငွေကြေးကိုအထိုင်လျောက်သုံးစားကာရောင်းရဲအေးချမ်းစွာနေထိုင်လာခဲ့ကြသောအဘသာဘောတို့ရွာကလေးကစိတ်ချမ်းမြေ့စရာကောင်းလာသည် ။အဘသာဘောလိုရွာကလေးသည်အင်ချီများစွာရှိသည်မဟုတ်ပဲဆွေမျိုးတစုသားတည်ထောင်နေသောရွာကလေးဖြစ်သောကြောင့်ဆက်ရှိအင်များသာရှိပြီးစုစုပေါင်းလူ30လောက်သာရှိသည်။ရွာကလေးသည်ပေ900ကျော်ကျော်များသာမြင့်သည့်ဂျိတ်တောင်နှင့်တစ်ဖက်ကမြင်မလာသောတောင်ကြီးတစ်လုံးရှိနေသည့်တောင်ကြားရွာကလေးဖြစ်သည်။ကျိတ်တောင်သည်ရခိုင်ရိုးမှတောင်နှန်းကြီးထဲမှအပါဝင်တောင်နှန်းငယ်တစ်ခုသာဖြစ်သည်။အဘသာဘော်တို့နေထိုင်သည့်ရွာကလေးနားမှာချောင်းတစ်ခုရှိသည်။ ထိုချောင်းသည်ရွှေတင်းကားအမည်ရှိသောချောင်းကြီးတစ်ခုတည်းသို့စီးဝင်သည်လက်တက်ကလေးဖြစ်သည်ထိုချောင်းတိုင်းလိုက်သွားလျှင်ရွှေတင်းကားချောင်းသို့ရောက်မည်ရွှေတင်းကားချောင်းတိုင်းဆုံသွားလျှင်မြေခရိုင်တွင်ရှိအုတ်ရှိပင်သို့ရောက်ရှိနိုင်သည်ထိုကြောင့်ဘာသာဘောလို့ဆွေမျိုးတစုသည်တွာလန်းတာလန်းအစဉ်ပြေသည့်ဤနေရာကိုရွေးပြီးမြေခုတ်ထွင်းကတောင်ရပဲခင်းဆိုင်ပြိုးခြင်းစဘာဆိုင်ပြိုးခြင်းဖြင့်အေဂျန်တာယာစွာနေထိုင်လာခဲ့ကြသည်မှာဘာသာပေါ်လူဘဝမရောက်ခင်ကပင်ဖြစ်သည် အေးချမ်းသာရစွာနေထိုင်လျက်ရှိကြသောဘာသာဘော်တို့ရွာကလေးဝယ်အခုသောညနေနေဝင်စည်းစားချိန်မှာထိန်လန့်ကြီးကွဲစရာဖြစ်တစ်ခုသည်မမျော်လင့်မဲဖြစ်လိုက်သည်ဘာသာဘော်တို့ဆွေမျိုးတစုမှဖြစ်ခြင်းမဟုတ်ညီဒီနေရာကရောက်လာမှန်းမသိရသောမိသားစုနှစ်စုကြောင့်ဖြစ်သည်ချင်းဘာသာဖြင့်ငါတို့ကိုကယ်ပါအောင်ငါတို့ကိုကယ်ပါအောင်ဟူသောလှိုင်လဲထိန်လန့်သောနေတန်ဖြင့်အော်ဟစ်ခါလူတစုသည်ဘာသာဘော်တို့ရွာကလေးတွေကိုပြေးဝင်လာကြသည် လူကြီး9ယောက်နှင့်ကလေး2ယောက်ဖြစ်ကြသည်ဘာသာပေါ်လို့ဆွေမျိုးတစုသည်အော်ဟေးပြေးလွာလာကြသည့်လူတွေကြောင့်တိန်နှစ်တိန်လှမ်းအော်သတိပေးအကြောင်းကြားရင်းအတီးသည်ပြေးထွက်ကြည့်လိုက်ကြသည်ပြေးထွက်ကြည့်လိုက်သည့်လူစုတွေထဲမှာအသက်16နှစ်ရှိနေပြီဖြစ်သောဘာသာပေါ်ကရှေးဆုံးကဖြစ်သည်ပြေးလာကြလေသောလူစုကရွာအစုံအိမ်တွင်ရှိရောက်ရုံမျှသာရှိသေးသည်အတုံယုံလဲကြကနှုတ်မှမပြီးမသားရေရွပြောဆိုကြရင်ထိတ်လန့်စပွဲတည်ဆုံးကုန်ကြသည် သို့တော်သူတို့အုပ်စုထဲမှာပါလာသည့်အခါလဲတာတာအရွယ်များသာရှိသေးသည့်ကလေးငယ်နှစ်ယောက်ကတည်ဆုံခြင်းမရှိကြ။တယောက်သောကလေးငယ်သည်တဦးသောမိန်းမအရွယ်ရင်ငွေနှင့်မှာတင်းကျပ်စွာပိုက်ဖက်လျက်ထားရှိသည်၎င်းတဦးသောကလေးငယ်သည်တယောက်သောမိန်းမရင်ငွေမှာပိုက်ဖက်ထားလျက်သည်၎င်းတွေ့ရသည်ကလေးငယ်နှစ်ယောက်သည်သူတို့ကိုပိုက်ဖက်လျက်နှင့်တည်ဆုံနေကြသောသူတို့မိခင်များ၏ရင်ငွေမှာဖက်တွဲကထိန်လန့်ကြောက်ရွံ့သည့်အတွက်အတန်ပင်မထွက်နိုင်ရှာကြရှည် မျိုးလုံးဝိုင်းလေးဖြင့်ဝိုင်းအောင်ကြည်နေကြသောဘာသာဘော်တို့အုပ်စုကိုတနာစပွဲပြူကြောင်ကြောင်မူရလေးများဖြင့်ကြည်နေကြသည်မှာတနာစရာကောင်းလွန်းတော်သည်ရှောင်းတခင်တွေ့လိုက်ရသောထိန်လန့်စရာလူမြင်ကွင်းကြောင့်ဘာသာဘော်တို့ဆွေမျိုးတစုလုံးသည်မိသူများစကားမပြောနိုင်အောင်ဖြစ်နေကြသည်စကားပြောရအောင်ကလည်းမိသည့်စကားကို မိသည့်အကြောင်းကစပြီးပြောရမည်ကိုမသိနိုင်အောင်ဖြစ်နေကြသည်ဟောဟောတည်သွားတဲ့လူတွေကိုကြည့်ပါအောင် အာသင်လုံးသဖြင့်နှုတ်ဆက်ငိမ့်သက်စွာဖြင့်မြေပေါ်မှာလဲကျသည့်ဆုံးနေသူများကိုကြည်နေကြရမှဘတ်တာပေါ်လေးကရှေးဦးစွာအတန်းထွက်လာသည်ထိုခါမှကြည်နေကြသူတွေသည်သတိထားမိလာကြသည် နေဝင်စည်းသားခြင်းတင်ရောက်တောင်းနေသည့်အတွက်အရာရာကိုအသေးကွဲစွာမြင်နိုင်သေးသည့်အလင်းရောင်တဲဝဲလဲကျသည့်ဆုံးနေကြသူတွေ၏ခန္ဓာကိုယ်များမှာကြည်နေရင်းပြင်အိုမဲတုံးတွေလိုမဲနေသွားကြသည်ကိုတွေ့ရသည်ဘလူဖြစ်သွားကြတာလဲဟဲ့မိတော်ထားသလိုပါပဲလား ကြည်နေသူတွေကအံ့အသင့်စွာပြောကြသည်ထိုစဉ်ဘာသာပေါ်လေးသည်အသက်မသေးသေးပဲကြောင်ရုံထိန်လိုက်နေသည့်ကလေးငယ်နှစ်ယောက်ကိုပြင်းပြန်စွာဆွဲယူလိုက်သည်ကလေးငယ်နှစ်ယောက်သည်ကြောင်လွန်းသည့်အတွက်မုံနိုင်ရှာပဲအားစေးထဲထားသည်လားပြူကြောင်သောမျက်လုံးများဖြင့်ဘာသာပေါ်ဆွဲယူရသို့ပါလာကြသည်ဘာသာဘောကကလေးငယ်နှစ်ယောက်ကိုသူမိဘတွေလက်ထဲသို့ထည့်ပေးလိုက်ပြီးသောအခါမိသူများမကန်ရဲမထီရဲဖြစ်နေကြသောယောက်ျားလောင်းတွေကိုဘာသာဘောကရဲဝန်စွာဂိုင်းတွေဆန်းသက်စူးစမ်းလိုက်သည် အစိမ့်မိတာပဲဘာကောင်ကြိုက်လိုက်တာပါလေတော်တော်ပြင်းတဲ့အစိမ့်ဘတ်တာဘောကပြောလိုက်သည်နင်ကဘာကြောင့်အစိမ့်မိတယ်လို့ပြောနိုင်ရတာလဲဘတ်တာဘောအမေကမေးသည်ခြားသူများကအလောင်းဝင်နာကိုနီးနီးကပ်ကပ်လဲမလားကင်တွေကြီးရှူရန်လဲမဝင်ရဲကြချေသူကြောင့်ဘတ်တာဘောပြုံပြောဆိုသည်များကသာတိတ်ဆိတ်စွာကြီးရှူနားထောင်နေကြသည်ဘတ်တာဘောကသူ့မိခင်ကိုဖြေလိုက်သည် ကြည်ပါလားအမေသူတို့တကူလုံးမဲနေတာဒီဟာကြိုက်လိုက်တဲ့အကောင်ရဲ့အစိမ့်တွေပေါ့ သူတို့အကိုက်ခံရတာမကြသေးဘူးအကိုက်ခံရတာနဲ့ချက်ချင်းပြေးလာကြတာပဲထမျိုးတုံးချက်လောက်ပဲကြာမယ်ထမျိုးဆိုတာအကြီးကြီးချက်ရတဲ့ထမျိုးမဟုတ်သေးဘူးသူသားမိသားဖသုံးယောက်စားတဲ့ထမျိုးလောက်ပဲကြာမယ်ဒီအစိတ်ကတိတ်ပြင်းပြီးတိတ်မြန်တဲ့အစိတ်ပဲဘာသာဘောပြောစီကိုအလုံးကားငြိမ်ပြီးနားထောင်နေကြသည်ဘာသာဘောကသူမိခင်ကိုဖြေပေးပြီးဝိုင်းအောင်ကြည့်နေကြသူတွေကိုလှည့်ပြောလိုက်သည်ကဲကြည့်နေကြလို့မပြီးဘူးဒီလောင်းတွေကို ကိုလူသေးတွေမြုပ်တဲ့နေရာကိုယူသွားပြီးမြုပ်လိုက်ကြရအောင်။မှောင်လာရင်တွင်းတူးဖို့တွေအလောင်းတွေဖို့တွေမကောင်းတော့ဘူး။တို့ရွာထဲမှာဒီလောင်းတွေတညလုံးတိတ်ထားလို့လည်းမကောင်းဘူးနော်။အာအတင်ချင်းကြောင်ရုံထိန်လန့်ချင်းဖြင့်ဘာလို့ရမှန်းမသိဖြစ်နေကြသောလူတွေကိုဘာသာပေါ်ကပင်ခေါင်းဆောင်ပြောဆိုစီမံလိုက်သောအခါမှအေးဟေးဟုတ်တယ်မှောင်လာရင်မကောင်းဘူး။ရွာထဲကိုမကောင်းဆိုးဝါးတွေဝင်လာမယ်။ကဲလာကြမြင်မြန်လှုပ်လိုက်ကြရအောင်ဟုတယောက်တစ်ခွန်းကြောက်ကြောက်ဖြင့်ပြောဆိုခေါ်ငင်ကမြည်သူတွေမှန်းမသိရသောယုံလောင်းတွေကို အမြန်ဆုံးတည်ယူမြှုပ်နှံလိုက်ကြတော့သည်ဒေဆုံးကုန်ကြသည့်ဒုက္ခတွေတွေထဲမှဘာသာပေါ်ဆွဲယူထားလိုက်သည့်ကလေးငယ်နှစ်ယောက်ကတယောက်ကမိန်းကလေးဖြစ်သည်တယောက်ကယောက်ျားလေးဖြစ်သည် အသက်မှာရွယ်လူလောက်ပင်ဖြစ်သည်ဘာသာပေါ်ဤမိဘတွေကပင်ဆက်လက်မွေးထားလိုက်သည်ဘာသာပေါ်ကိုယ်တိုင်ကလည်းညီကိုမောင်နှမမရှိသည့်အတွက်ကလေးနှစ်ယောက်ကိုတနားရာမှညီရင်းနှမရင်းတို့ချစ်သည့်စိတ်ကပါထက်လောင်းလိုက်သည် ထို့ကြောင့်ဘာသာပေါ်သည်လေးငယ်နှစ်ယောက်ကိုသူမိခင်ထက်ပင်ပို၍အနုနာခံပြုစုမွေးမြူယူရနေသည်လေးငယ်နှစ်ယောက်ကလည်းတဦးမြတာတဦးမှာဆိုသည့်အတိုင်းဘာသာပေါ်ကို အကိုရင်းထင်မှတ်ချစ်ခင်နေကြရှာသည်စိတ်ဒီကိုင်းစရာကောင်းသည့်ဤဖြစ်စုကြီးဖြစ်လိုက်ပြီးရက်တွေကြာသွားသောအခါဘာသာပေါ်တို့ဆွေမျိုးစုသည်ထိုအဖြစ်ကိုစိတ်ထဲမှာအမှတ်ထင်ထင်မရှိကြတော့ဘဲမင်းမင်းပျောက်ပျောက်ဖြစ်နေကြလေပြီ။တခါတည်းရန်ဘာသာပေါ်ချီးပူးထားသည့်ကလေးငယ်နှစ်ယောက်ကိုမြင်ကြသည့်အခါမှာ ထိုဖြစ်ကိုစကားဆက်မိပြောမိကြတော့သည်ကလေးငယ်နှစ်ယောက်ကိုဘာသာပေါ်သည်နမ်းမီထူးထူးထွေးထွေးမမှဲ့ပေညီလေးညီမလေးဝီဝေးတာခေါ်သည်ထို့ကြောင့်အားလုံးသောသူတွေကလည်းဘာသာပေါ်ခေါ်သလိုပင်ကလေးနှစ်ယောက်ကိုညီလေးညီမလေးဟူသောခေါ်ကြသဖြင့်ကလေးနှစ်ယောက်နမ်းမီသည်ညီလေးနှင့်ညီမလေးဟူ၍သာအတီဖြစ်သွားကြတော့သည်ကလေးနှစ်ယောက်ဤရွာသို့ရောက်လာပြီး၆လကြာသောအခါသတင်းတစ်ခုကြားရသည် ။ဘာသာပေါ်တို့လိုပင်တောင်ချီတစ်ခုမှာအသီးနှံဆိုင်ပြူးနေထိုင်ကြသောရွာငယ်တွေဟာသည်မိသည့်အကြောင်းကြောင့်မသိ။တရင်အစာနာမပေါ်အောင်လူတွေမကြခဏအပြောင်းလေးရှိကြောင်း။တခါတရံရွာရှိနေသည့်နေရာနှင့်မွေးကွာလွန်သည့်တောင်မှညအချိန်လူကြီးတိတ်သောအခါမှာမိခဲ့သူတို့အတံမျိုးမှမသိကြောက်စရာကောင်းသောအတံမျိုးကိုကြားရတဲ့ကြောင်းတစ်ခါတည်းရန်လမ်းမညာများတွင်တောင်ခါလေလောက်မှမိလုံးလိုနီးရဲသောအလုံးနှလုံးသည်ရွေလျားသွာလာနေသည်ကိုတွေ့ရလေရှိကြောင်း ထို့ကြောင့်ရွာသူရွာသားတွေသည်ထိုရွာမှာမနေဝင်ကြတော့ဘဲပြောင်းပြေးကြသည့်အတွက်ရွာပြက်သွားပြီဖြစ်ကြောင်းအုတ်ရှိပင်ကိုဇေယောင်ဇေးဝယ်ဆင်းလာကြသောဘာသာပေါ်တို့ဆွေမျိုးစုသည်သူတို့လိုပင်ဇေယောင်ဇေးဝယ်ဆင်းလာကြသည့်အခြားရွာမှအချင်းမျိုးသားများနှင့်တွေ့ဆုံနှုတ်ဆက်ကတရွာအကြောင်းကိုတရွာကတရင်မိကြရာမှအထက်ပါတရင်ကိုကြားလာခဲ့ကြရသည်သို့သောဘာသာပေါ်တို့ဆွေမျိုးစုသည်ထိုတရင်တွင်သူတို့စိတ်တွင်မြည်သူမျှထူးထူးထွေးထွေးမဖြစ် ြည်သည့်ရွာကသူတို့ကြောင့်နေသူတို့ပြတ်သွားကြတော့လဲဘတ်တာဘိုးတို့ဆွေမျိုးစုရွာကမိမိဒီရံမခအေးချမ်းတာယာလေးရဲ့ဘေးရှိနေသည့်အတွက်မိသူများစိတ်ထဲမှာလေးလေးနက်နက်တွေးတော်ခြင်းမပြုခဲ့ကြခြင်းတိုးနေပင်၅နှစ်များသောချိန်တည်ကြာလိုက်သည်မထင်ရဘဲပုံလုံလာခဲ့သည်ညီလေးနှင့်ညီမလေးတို့နှစ်ယောက်သည်အသက်၆နှစ်ခန့်ရှိလာပြီဖြစ်သောကြောင့်ဘတ်တာဘိုးတို့မိဘတွေကိုသူတို့အင်အားဖြင့်တန်ဆန်းပြီးအကူအညီလုပ်ကိုင်ပေးကြသည်ထို့ကြောင့်မွေးကြွေးလာခဲ့ရသောဘတ်တာဘိုးတို့သည် ညီလေးနဲ့ညီမလေးကိုအားကိုးခြင်း၊ချစ်ခင်ကျင်နာခြင်းတို့ကိုးလာရပြန်တော့သည်။ဒီအချိန်မှာဘာသာပေါ်၏အသက်သည်20ကျော်၍၄နှစ်ပင်ဆုံးခဲ့ပြီဖြစ်သည်။ဘာသာပေါ်ကိုမိဘတွေကအိမ်အောင်ပြုစေခြင်းကြသည်။သို့သောဘာသာပေါ်ကအိမ်အောင်ပြုလို့စိတ်မရှိချေ။ခိုးကြောင့်လူမျိုးကြီးဘွားဖြစ်ပင်ညီလေးနဲ့ညီမလေးကိုလေးလေးနက်နက်ချစ်နေရှာသည်။ဒီအချိန်မှာဘာသာပေါ်တို့ဆွေမျိုးတစု အမှတ်မထင်နေခဲ့သောသတင်းသည်အဆပြန်ပေါ်လာပြန်သည်။ ဘာသာဘော်တို့ရွာနှင့်အနီးဆုံးဖြစ်သောရွာတွင်လူတွေပျောက်ပြန်သည်ပျောက်ပုံကလည်းထူးဆန်းသည်နေခင်းအချိန်မျိုးနည်းနည်းအချိန်မျိုးမှာတောတောင်တွေကိုထင်းကွေဟင်းရွက်ကူးသွားသူတွေသည်လူနည်းရများအမြင့်ရှိပြီးတန်ဆွမ်းသောယောက်ျားကြီးတယောက်ဤပေါင်လုံးခမ်းများရှိသောမီးလောင်ငုံကြီးလိုလိုတစ်ချောက်ပင်ကြီးလိုလိုမမမမရှိသော အရာဝတ္ထုကြီးတစ်ခုကိုတခါတရံတွေ့လေးရှိကြသည်ဟုဆိုသည်ထိုရာသည်လုံးဝလှုပ်ရှားခြင်းလည်းမရှိအယောင်စင်းကလည်း တော်မီလောင်ထားပြီးသည့်တပင်ချောက်ကြီးလိုမဲနဲ့နေသည့်အယောင်အဆင်းရှိနေသည်ထိုယာကိုတော်တဲ့ရောက်သွားသည့်လူတွေကလည်းတော်မီလောင်ထားသည့်တပင်ချောက်များသာဟူသောပေါ်ပေါ်ဒဏ်ဒဏ်အမှတ်တညာဖြင့်မိသူကမျှသတိပြုဂယုဆိုင်ခါတိတိကျကျကြည့်ရှုခြင်းမရှိခဲ့ကြချေသို့သောထိုတပင်ချောက်ကြီးလိုလိုမီလောင်တိုင်းငုံကြီးလိုလိုအရာကြီးကိုတွေ့ရသည့်ခါတိုင်းတော်တဲ့သူထင်းခွေဟင်းရွက်ခုသွားသူတွေထဲမှနောက်ဆုံးကလိုက်လာသူသည်ရွာသူပြန်မြောက်ဖဲပျောက်ဆုံးခဲ့သည်ကြီးဖြစ်သည် သူကနောက်ဆုံးကလိုက်လာတာပဲကိုပစ္စည်းကိုတည်လာခဲ့ကြရတော့ဘသူမှနောက်ကိုလှည့်မကြည့်မိကြဘူးလေဘာတန်မှလည်းမကြားမိလိုက်ပါဘူးတိုးထဲမှာထူးထူးခြားခြားတွေ့ရတာဆိုရင်မိလောင်ငုတ်လူကြီးပဲတွေ့ရတယ်အဲ့ဒီနားကဖြတ်လာခဲ့ကြတာပဲဖူတော့အတူတော့ဘောလာဘောတွေဤပြပြချင်းရဖူမိလောင်ငုတ်လူကြီးတွေ့ရသည်ဆိုသောနေရာသို့လူစုပြီးသွားကြည့်တော့ခါမိလောင်တိုင်းငုံနေတူသည့်အရာဟု၍လုံးဝမတွေ့ကြရချေ ထိုနေရာတဝိုက်သည်တော်မီလောင်ထားသည့်အသွင်သဏ္ဍာန်မျိုးလုံးဝမရှိဘဲစိမ့်စိမ့်စူစူညှို့ညိုမိုင်းမိုင်းတစ်ပင်ချုံမုံတွေကူတာတွေ့ရသည်။သူ့နှစ်ပင်ထူးရွာသည့်အလိုလိုလန်းကားတခြားသူပြောင်းရွှေ့သွားကြခြင်းဖြင့်ရွာပြည့်ပြန်တော်သည်။သူ့နှစ်ပင်နောက်ဆုံးပြည့်သောရွာသည်ဘာသာဘော်တို့ရွာနှင့်အနီးဆုံးဖြစ်သည်။ထိုခါဘာသာဘော်တို့သည်ရခင်ကားလိုအမှတ်မထင်အေးအေးဆေးဆေးနေ၍မဖြစ်တော့ကြောင်းစဉ်းစားလာမိကြသည်ထို့ပြင်ထိုရွာတွင်ပြည်စည်းပြောင်းရွှေ့ရခြင်းနှင့်ဘာသာဘော်တို့ရွာသို့ မရှုမလားအဖြစ်မျိုးနှင့်ရောက်ကာတည်ဆုံသွားကြရသောလူတစုနှင့်ဒီသိညီမာလေးတို့သည်ရွာပြဲခင်းချသည့်အကြောင်းတွင်နှင့်ဓာတ်ရိုက်သက်ဆိုင်နေခြင်းမည်လားဟုဘတ်တာဘော်တို့စဉ်းစားလာမိကြသည်ဒုခါဘတ်တာဘော်တို့ရွာသည်ဒုက္ခိစားတွေ့စူးစမ်းမှုပြုကြရတော်မူဖြစ်သည်ဤကိစ္စကိုစူးစမ်းရန်ပြောဆိုစီစဉ်နေကြဆဲဝဲဘတ်တာဘော်တို့ရွာသားတယောက်သည်ရွေးခုံရန်တော်တဲ့သူသွားရမှရွေးမခုံနိုင်တော့ပဲကြောက်လန့်စွာအသက်ဆုံးဆံပြအော်ဟစ်ပြန်ပြေးလာခဲ့သည် ရာသူရာသားတွေကမိကြသည်ကိုတော်တော်နှင့်အဖြစ်မပေးနိုင်အောင်ကြောင်လန့်ချင်းပြင်းစွာ ဖြစ်နေသည်အသက်ရှူမှန်းအောင်စိတ်ငြိမ်သွားအောင်ဝမ်းဝမ်းပြုစုကြပြီးမှမင်းမြန်ကြရသည်မိလောင်နိုင်ငုံတို့လူအရာကြီးကိုတောင်ဟိုဘက်ဆောင်နှွေးခုတ်သွားရလမ်းတွင်တွေ့ခဲ့ရကြောင်းထိုကြောင့်ပြန်ပြေးလာခဲ့ကြောင်းသူတွေ့ခဲ့ရသည့်ရာဝတ္ထုကြီးသည်ရခင်ပြစီပြောင်းရှိသွားသည့်ရွာသူရွာသားတွေပြောပြခဲ့သည့်ပုံသဏ္ဍာန်တိုင်းပင်ဖြစ်ကြောင်းကိုထိတ်လန့်စွာပြန်ပြောပြသောအခါဘာသာပေါ်သို့ရွာသူရွာသားတွေသည် မျက်လုံးဝိုင်းကုန်ကြတော့သည်ဘာသာပေါ်တို့ရွာသူရွာသားတွေကဆွေမျိုးတစုလုံးဗုဒ္ဓဘာသာကိုအသက်ဝင်ယုံကြည်ကိုးကွယ်ကြသောမြေပြန့်ချင်းအမျိုးသားများဖြစ်ကြသည်ဖះကိုရှ िख ိုးတိုင်းနေသူက ရှ िख ိုးတိုင်းနေကြသည် ကြောက်ချင်းဖြင့်ငိုသူကငိုကြသည်ရွာကိုခြံစည်းရုံးလုံးအောင်ကာထားရန်အကြံပေးသူကပေးကြသည်အုပ်ရှိပင်ကိုဆင်းကတန်ဃာတော်၃မလောက်ပင့်လာပြီးရွာကိုပြေးယူကာကွယ်ရန်အကြံပေးသူကပေးကြသည် ။ရာထူးခွန်ပြောဆိုနေကြတော့လဲဘာသာပေါ်သည်ဘာမှမပြောဘဲနှုတ်ဆက်ငြိမ်သက်နေသည်။ဤရေခင်းကြီးသည်သူတို့နေထိုင်သည့်ရွာနာသို့နီးကပ်မလာမီတောတောင်တခွင်လှည့်လည်စဉ်ကအမှတ်မထင်သူ တွေ့ဘူးခဲ့သည့်တောရဆောက်တီတရားကျင်နေသည့်ဖုံတော်ကြီးတပားကိုတတိယနေသည်။ဖုံတော်ကြီးရှိနေသေးလားဖုံတော်ကြီးကိုရှောက်ထားကြည့်ရင်ထိုဒုက္ခပေးနေသောအရာဝိထုကြီးသည်မြည်သည့်အရာဝိထုကြီးဖြစ်သည်နည်းဖုံတော်ကြီးကတော့တည်တော်မူလိမ့်မည်ထင်ပါသည်စာသည်ဖြင့်စိတ်ထဲကပြောနေမိသည် ထို့သောသူစိတ်ထဲကပြောနေမိသည့်အတိုင်းအကောင့်ထဲပေါ်ရန်စိတ်ကိုဆုံးဖြတ်လိုက်သည်သူစိတ်ဆုံးဖြတ်ချက်ကိုမြည်သူကိုမျှသူမပြောချေသူမိဘတွေသည့်လည်းမြည်သည့်နီးနင်းမျှအခွင့်ပြုမည်မဟုတ်ဘဲအတင်းအကျပ်တားမိမိကိုဘာသာပေါ်အတက်သည့်သည် ထို့ကြောင့်နည်းနည်းလင်းလင်းလင်းချင်းဖုံးတော်ကြီးကိုလည်းတွေ့အောင်ရှာမိရွာတွေပြက်လောက်အောင်ဒုက္ခပေးနေသည့်ထို့အကောင်ကြီးကိုလည်းတောတောင်ထဲမှာတွားရင်ဟန်လွဲတွေ့ခဲ့ပါလင်ရှင်းလင်းတုတ်တင်နိုင်ကရှင်းလင်းတုတ်တင်ခဲ့မည်ဟုစိတ်ကူးလိုက်သည် မိသူကိုမျှအဖို့မဆက်ချေအဖို့ဆက်လည်းမိသူမျှအလိုင်းဝင်မီမဟုတ်ဘဲစကားတွေပြန်က သူမိဘတွေတီးသွားပြီးသူ့အကြံပြည့်မိကို တွေးမိသည်ထို့ကြောင့်အမူအရာမပြည့်ဣဒိစိတ်ပင်နေလိုက်သည်နောက်တွင်နန်းနှင့်အာယုံတဲ့ချိန်သာသာအလင်းရောင်ကောင်းစွာရသည့်ချိန်တွင်ဘာသာပေါ်သည်သူ့လက်ဆွဲတော်ဒူးလေးသာမဟုတ်မြင်းနေအောင်တွေးထားသောတရှိတစ်ချောင်းအခောင်းဘိတ်အစစ်မှဝင်းရုပ်တစ်ချောင်းကိုပါယူဆောင်ကရေဘူးတစ်ခုမိဖုံထားသောအသား၆ထုပ်ကိုထည့်ထားသည့်အိတ်ကိုလွယ်ပြီး အိမ်မှထွက်လာခဲ့သည်။သူမိဘတွေကမူခါတိုင်းလူသည်နှံဆိုင်ခင်းရှိရာသို့သွားသည်ဟုထင်ကားမမေးမမြန်းနေလိုက်သည်။ဘာသာပေါ်သည်တွားရလန်းတစ်လျှောက်မှမျက်စိနှင့်နားကို အထူးလင်းစွာတုံးသွားသည်။ယမန်နေ့ကနှွဲခုတ်သွားသူ တွေ့လာခဲ့သည့်ထိုရာဝတ္ထုကြီးရှိနေသည်ဆိုသောနေရာကိုဥတီပြီးလာခဲ့သည်။သူအမှတ်မထင်ဖူးမြင်ခဲ့ဘူးသည့်ဖုံးတော်ကြီးတော်ရဆောက်သည့်တရားကြီးနေသည့်နေရာကိုမူဘာသာပေါ်သည်ကောင်းကောင်းမမှတ်မိခဲ့ချေ။ ထို့ကြောင့်နေရာကိုအရင်ရအောင်သွားမိဟူသော စိတ်ကူးဖြင့်နှွဲခုံသူတွေ့လာခဲ့သည့်နေရာကိုဥတီလာခဲ့ခြင်းဖြစ်သည်နှွဲခုံသူကထိုရာဝတ္ထုကြီးကို တွေ့လာခဲ့သည့်ဆိုသောနေရာသို့ရောက်သောအခါမိသည့်ရာကိုမျှမတွေ့ရချေဘာသာပေါ်သည့်ထိုနေရာမှမြင်နေသားကိုလေးလာကြည့်ရှုလိုက်သည်လေးပင်သောအရာတစ်ခုကိုတရုတ်တိုက်ဆွဲလာတဲ့ကဲ့သို့ဆူချောင်းကြီးကိုတွေ့ရသည်ဆူချောင်းကြီးသည်တန်ဆွမ်းပြည့်ဖြူသောယောက်ျားကြီးတယောက်၏ပောင်ရင်းလောက်ရှိနေသည်ကိုတွေ့ရသည် ။စူချောင်းကြီးရှိနေရာတလျှောက်တည်ထားကြည့်ရှုသူဖို့တည်တာအောင်မင်းတည်နေသည်။ဘတ်တာပေါ်သည်စူချောင်းတလျှောက်ကိုလိုက်ကြည့်ရန်စဉ်းစားချင့်ချိန်နေလိုက်သည်။ထို့နောက်သူ့လက်ဆွဲတော်လက်နက်များကိုအားကိုးခြင်းတန်ဆွမ်းကျင်လေဖြက်လက်သောသူ့ပင်ကိုအကြီးချင်းကိုအာကိုစိတ်ချယုံကြည်ခြင်းဖြင့်လူတွေကိုထိတ်လန့်ကြောက်ရွံ့အောင်တည်တည်ပြည့်စည်အောင်အခြေအနေပြည့်ပြည့်အောင်ဒုက္ခပေးနေသောကိုရဝိထုကြီးကိုတုတ်တင်ရှင်းလင်းလိုက်ခြင်းဖြင့်ဒုက္ခတွေကိုကယ်တင်တော်မူသောစေတနာဖြင့်ဆိုကြောင်းကြီးတိုင်းလိုက်ခါ ်ထိုရာဝိထုကြီးကိုရှာဖွေရင်ဆိုင်တော်မည်ဟုစိတ်ကိုခိုင်းမာစွာဆုံးဖြတ်လိုက်သည်ထိုသူဆုံးဖြတ်လိုက်သောအခါဘာသာပေါ်သည် သူနောက်မှမြည်သည့်ဘေးအန္တရာယ်မလားနိုင်အောင်တိပင်းကြီးတပင်ကိုကြောမိထိုင်ကာမျက်စွာဖျားကိုအာယုံပြုရှိခိုးလိုက်သည်ဒုက္ခတွေတွင်ကိုကယ်တင်မှုသောစေတနာဖြင့်ရင်ဆိုင်နှိမ်နှင်းရာမှာစေတနာအကျိုးပေးသောအဖြစ်နှိမ်နှင်းနိုင်ရပါလို၏ဟူသောစုကိုတောင်းလိုက်သည်ထို့နောက်ဘာသာပေါ်သည်စူချောင်းကြီးကိုကြည်ကား ဆိုချောင်းကြီးပေးမှညောင်းလိုက်သွားလေသည်ထို့သူလိုက်သွားစင်မှာဘာသာပေါ်သည် အနေငယ်မျှသတိကိုမလစ်စေရအောင်အထူးကယူဆိုင်ခဲ့သည်ဒူးလေးနှင့်မျှတံကိုလည်းအသည့်အနေထားဖြင့်မြင်ထားသည်ဆိုချောင်းကြီးသည်တောင်တလုံးကိုပတ်ခါတခုသောတောင်ကောင်းဝါမှ ဆုံးသွားသည်ဒီတောင်ကောင်းထဲမှာဒီအရာဝတ္ထုကြီးရှိမှာပဲဘာသာပေါ်ကစိတ်ထဲကပြောပြီးသူ့နောက်မှရန်သူမလာနိုင်အောင်ကြီးမားသောကြောက်တုံးကြီးတုံးကိုကြောမိထားလိုက်သည် ဘတ်တာပေါ်ကျောမီကားကိုယူထားသောကြောက်တုံးကြီးရှိနေသောနေရာကလည်းစူချောင်းကြီးဆုံးသွားသောတောင်ကောင်းတောင်ကောင်းဝါဘက်ကိုတက်တက်လှည့်နေသောနေရာဖြစ်၍ဘတ်တာပေါ်ဖို့အဆင်ပြေနေသည်။ကဲထွက်ခဲ့စမ်းဟိအောင်မြင်ခံရသောတန်ဖြင့်ဘတ်တာပေါ်ကအော်ခေါ်လိုက်သည်။ဒူးလေးကိုအသင့်တင်းကမြားတန်တက်ထားသည်။ဝင်းရင်တုံကြီးဖြင့်စူချောင်းပေါ်ကိုစောင့်ကားလာခဲ့စမ်းထွက်ခဲ့စမ်းဟုအောင်မြင်သောအတန်ဖြင့်ဟိအော်လိုက်သည်။ မျက်လုံးကတောင်ကောင်းဝါကိုသတိကြီးစွာထားကမျက်ခြေမပြတ်ကြည့်နေသည်။နားကိုစွမ်းကုံစွန့်ထားသည်။ဘာသာပေါ်ကြောမိထားသည့်ကြောက်တုံးကြီးနားမှာပေါင်နေသောကြီးမားသည့်တိပင်ကြီးအကိုင်းခက်တွေကဘာသာပေါ်ဥကောင်းပေါ်ကိုမိုးနေသည်။ဥကောင်းပေါ်တက်တဲ့တေကိုင်းထက်က ရိုက်ပုတ်ထုတ်လေဆုတ်ဆုတ်ဆုတ်လေရိုက်ပုတ်ထုတ်လေဟူသော တော်လုံးခဲ့သည့်ဘာသာပေါ်ကိုအားပေးသည်လားပီပီတတကြီးအစင်မပြတ်မြည်ကျွေးနေသည်။ တော်လုံးငယ်ဟီကျွေးပေးသည့်နေရာဆိုလင်းဘီအန်နီရဲ့ကင်းဝေးလုံးကျုံဒီကိုဘာသာပေါ်တည်ပြီးဖြစ်သောကြောင့်စိတ်ဓာတ်တက်ကြွကတော်ကောင်းထဲမှာတောင်ကောင်းထဲမှာရှိမိထင်ရသောအရာဝတ္ထုကြီးကိုအော်မင်းနေသည်အတန်ဒီပူပြီးဩဇာအာဏာပါနေသည်ကြီးစွာသောသတိဖြင့်တောင်ကောင်းဝါကိုကြည်နေသောဘာသာပေါ်၏မျက်လုံးတွင်တောင်ကောင်းဝါမှမိကြီးကဲလိုရာနှခုကိုမြင်နေရပြီဖြစ်သည် တောင်ကောင်းဝမှာမှောင်နေသည်ဖြစ်ရာအမောင်ထဲမှာအလျံပြောင်ပြောင်ထွက်နေသည့်ခင်းရအောင်ညီရဲတောက်ပါနေသောအရာတစ်ခုသည်တစ်ခုလင်ဝီလာကောင်းဝီရင်းကရွေလောက်ရှိပြီးတစ်ခုနှင့်တစ်ခုအကွာဝင်းမှာဘာသာပေါ်စိတ်တွင်တထွာလောက်ရှိမည်ဟုမှန်းဆမိသည်တွင်ထွက်ပဒံများလိုမိကြီးကဲလိုလှပသောညီရဲတောက်ပြောင်နေသော ထူရာတစ်ခုသည်တောင်ကောင်းဝအမောင်ထဲဝယ်ငြိမ်သက်နေသည်ဟေ့ငါခေါ်နေတယ်အခုချက်ချင်းထွက်လာခဲ့ ဘာသာပေါ်သည်လဝါကိုဖြန့်ကားထိုးရာကိုလက်ရက်ခေါ်လိုက်သည်ဆိုเจ้าမော်ကူထောက်ထားသောဝိညာဉ်တို့ကိုလက်ဖြင့်ပြင်းပြင်းဆောင်းလိုက်သည်ထိုခါဘာသာပေါ်၏နားထဲတွင်ညဉ်ညူတန်တို့လိုအတန်ကြီးကိုကြားလိုက်ရပြီးဤရဲ့တောက်ပြောင်နေသောထိုရာနှစ်ခုသည်တောင်ကောင်းဝါသို့တရွေ့ရွေ့ထွက်လာသည် ရုတ်တရက်သောဘာသာပေါ်သည်အသက်ရှူမှားလို့နီးပါးထိတ်လန့်သွားမိသည်ထိုရာကဆင်စင်အလဲရောင်ဖြင့်မဲမောင်သောအစင်းရောင်ရှိသည့်ကြောင်မဲ့ပွဲကြီးမသောမွေကြီးတကောင်ဖြစ်ချည်သည် တောင်ကောင်းဝါမှနီးရဲတောက်ပြောင်သောအယောင်စင်းဖြင့်ဘာသာပေါ်မြင်ကြရသည့်ယာန်ခုကမွေကြီးဤမျက်လုံးနှလုံးဖြစ်သည်တန်ဆွမ်းသောယောက်ျားကြီးတယောက်ဤပေါင်လုံးလောက်ကြီးမားသောကိုလုံးရှိသည့်မွေကြီးသည်အရှိမသုံးလမ်းကျော်ခန့်ရှိသည်ဤချီနေမှရှိနေသောမွေကြီးသည်လူတယောက်ကိုသာသာလေးရစ်ပတ်မြူချနိုင်စွာရှိသည်ကိုဘာသာပေါ်ကောင်းကောင်းစဉ်းစားမိသည်ဘာသာပေါ်သည်တောင်ကောင်းထဲမှရှိနေသောရန်သူကိုမွေဟုမထင်ခဲ့ချေ့ အခြားတရိတ်ဆန်၎င်းထင်ကအတန်အတန်ပြနေခဲ့ခြင်းဖြစ်ရာယခုငွေကြီးကိုမြင်ရသောအခါပြင်းစွာတုန်လှုပ်မိသည်ဤမြကြီးမား၍အကြောင်းမဖွယ်ကောင်းသောငွေကြီးမျိုးကိုယခုအသက်ရွယ်ထိတကြိမ်မျှမမြင်ခဲ့ဘူးချေထို့ကြောင့်ဘာသာပေါ်ပြင်းထန်စွာထိတ်လန့်ကြောက်ရွံ့သွားခြင်းဖြစ်သည်ပြင်းထန်စွာထိတ်လန့်သူတို့သည်အတန်ကုန်အော်လှင်အော်မအော်လှင်ပါဇက်ကိုအစွမ်းကုန်ဟကရှာထွက်လာတတ်ကြသည်ဘာသာပေါ်သည်ထုံနီးတိုင်းအတန်မထွက်နိုင်မအော်နိုင်မဲ့ ဗဇက်ဟာကရှားထွက်နေတော့သည်ဗဇက်ကိုမပိတ်နိုင်ရှားတိလင့်မျက်လုံးပြူးသားဖြင့်ကြောင်ကြောင်ကြီးကြည့်နေတော့သည်မွေကြီးသည်အနှဲငယ်ဥကောင်းထောင်က ရှားတိလေးဖြင့်ဟာထားသောဘာသာပေါ်၏ဗဇက်ကိုတစ်ချက်မြားကြည့်လိုက်ပြီးဥကောင်းပြန်လည်ငုံရှို့လိုက်ကဘာသာပေါ်ရှိတလန်ကြော်ကြော်အကွာတွင်မန်ရှော့အညံ့ခံသည့်လားဥကောင်းကိုမြေပြင်ပေါ်ကတ်ကမလုရှက်ဖဲစင်းစင်းကြီးငြိမ်နေသည်ไคดันမြအကြောင်းကြည့်နေမိသောဘာသာပေါ်သည် ဖြက်ခနဲသတိပြန်ဝင်လာသည် ရွာပြည့်အောင်မင်းလူတွေကိုတက်ဖြတ်ဒုက္ခပေးနေသောဤတရဝါကိုဤတိုင်းထားခဲ့ရင်အစိတ်ပင်ကြီးကိုရေလောင်းပေးသလိုဖြစ်တော်မူ။ဖူတွေးကမြေပေါ်တွင်မလုံမရှိအစင်းစင်းကြီးငြိမ်နေသောငွေကြီးဥကောင်းကိုဒူးလေးဖြင့်တီချစွာချင်းကပစ်ထည်လိုက်သည်။ဘာသာပေါ်ပစ်လိုက်သောဒူးလေးမှမျှတန်သည့်ငွေကြီးဤအုံနှောင်းနေရာကိုတီချတက်မတ်စွာထွင်ဖောက်သွားပြီးမြေကြီးကိုစိုက်ဝင်သွားသည်။ငွေကြီးဥကောင်းကိုမြေပြင်နှင့်ကတ်ခါတခြင်းရှူထားသလိုဖြစ်သွားသည်။ စင်စင်ကြီးဖြစ်နေသော မွေးကြီးကိုလုံးသည်တုံလေးချဲမျှထွန်းထွန်းလူးသွားပြီးအဆုံးစွန်ငြိမ်သက်သွားလေတော့သည်ဘတ်တာပေါ်သည် သူ့ကိုယ်သူပြန်အံ့ဩနေသည်သူ့ကိုယ်ကိုယ်သူနားမလည်နိုင်အောင်ဖြစ်နေသည်လူပေါင်းများစွာကိုထိမ့်လန့်ကြောင်းရုံစေခဲ့သော အသေးဆိုးဖြင့်တည်စေခဲ့သောလူကောင်ကိုအစာဖြင့်မြူချစားတောက်ခဲ့သော ရွာပြည့်အောင်မင်းဒုက္ခပေးနိုင်စွမ်းခဲ့သောကြောင်းမဲ့ဘွယ်ကြီးမာသောမွေးဆိုးကြီးသည် အဘေကြောင့်သူစကားကိုကြိုးနွန်စွာနာခံပြီးမလုံးမရှက်ရံမူမဝင့်မဲငင်ငိမ်လေးအသေးခံသွားပါသည်နိဘဒ္ဒဘောဒီမွေဒီကောင်ကြီးကိုကြည့်ခါဝမ်းမသာနိုင်တော့ပဲစိတ်ထဲမှာသနာနေပြီသည်ငါတက်လိုက်မိသားမှားများသွားသလားအိုးငါမတက်ရင်ဒီတော်ဒီတော်ဝါကငါတို့ရွာကိုလည်းပြစ်အောင်ဖြစ်တော့မယ်ဆင်းဆဲပဲတနေ့ကနှွေးခုတ်သွားတဲ့လူတောင်အပြေးကောင်းလုံးလို့တတိကောင်းလုံးလို့အသက်ချမ်းလာရရလာခဲ့တာငါတက်လိုက်တာမမှားပါဘူးလေ ူအသက်တခုကိုညာလိုက်ရင်ငါပါဝင် အသက်တွေအများကြီးပျက်စီးကြမယ်။ညီလေးနဲ့ညီမလေးတို့ဒုက္ခရောက်ခဲ့တာဒီအကောင်ကြီးပဲ။ဘာသာဘောကစိတ်ကိုပြန်ဖြေလိုက်သည်။ထို့နောက်မွေကြီးဥကောင်းမှစိုက်ဝင်နေသောမြားတံကိုဆွဲနှုတ်ကမွေကြီးကိုယ်လုံးကို ပလက်လှမ်းကြည့်လိုက်သည်။မွေကြီးပြင်းထားသည့်နေရာတွင်မဲနေသောဆက်အတန်းများပြင်ဆက်တန်းတစ်ခုနဲ့တစ်ခုကြားမှာလူသေးလောင်းနေသည့်၄တိုင်းစင်တို့ပုံတံတန်မျိုးကိုတွေ့ရရသောအခါဘာသာပေါ်များစွာအံ့ဩမိသည် ငွေကြီးကိုလုံးသည်စင်စစ်နဲ့နေတော်လဲငွေတို့၏တဘာဝအတိုင်းအောက်ဖက်ကအဖြူရောင်ဖြစ်နေရှိသည်ဒီငွေကြီးသည်အ내ရောင်လွန်ကဲလွန်သည့်အတွက်အောက်ဖက်ကအဖြူရောင်သည်တိတာယုံများသာရှိသည်ထိုတိတာယုံများသောအဖြူရောင်ထဲမှဆက်အတန်နှင့်အလောင်းစင်တရံတွေကပေါ်နေခြင်းဖြစ်သည်ဒီငွေကြီးကအစမ်းပဲအချောင်းမူတွေမှာဒီလိုပါတယ်လို့မကြားဘူးပါဘူးဒီလိုဆက်အတန်သာပါတယ်လို့ကြားဘူးပါတယ်ဘတ်တာဘော်ကအံဩစွာပြောမိသည် ဘာသာပေါ်ဒီတောတောင်ထဲမှာနေထိုင်တော်လဲယခုအသက်အရွယ်ရောက်လာသည့်တိုင်အောင်မွေကိုတစ်ချိန်မျှနီးနီးကပ်ကပ်မမြင်ခဲ့ဘူးကြီး။တွိုင်းလာရင်တွေ့ဘူးခဲ့တော်လဲဤမျှကြီးမားသောမွေကိုမတွေ့ဘူးခဲ့။တွေ့ရသည့်မွေကလည်းဘာသာပေါ်နှင့်အလံဝေးသည့်နေရာကပြေးသွားကြသည်သာဖြစ်သည်။တွေ့မဲ့တွေ့တော့ဘာသာပေါ်အံ့ဩစရာကောင်းလောက်အောင်ပင်တွေ့နေရသည်။ဘာသာပေါ်သည်မွေကြီးကိုတေချာစွာကြည့်ရှုပြီးမှစိတ်အေးချမ်းချမ်းဖြင့်ထိုနေရာမှထွက်လာခဲ့သည်။ ရွာသူပြန်ကားရန်သူကို နိုင်နင်းလာခဲ့ကြောင်းပြောပြရအောင်မည်။နှွယ်ခုတ်သွားသူဦးစာတွေ့လာခဲ့သည့်အစွကြောင့်ဆုံးသူရောက်တော့ခါဘတ်တာပေါ်ရက်၍ပတ်ဝန်းကျင်ကိုကြီးလိုက်သည်။ပတ်ဝန်းကျင်ကစိန်လန်းစုပြေကတစ်ပင်ဝါပင်ခြုံနှွယ်ပိတ်ပေါင်းဖြင့်ချမ်းမြေ့သားရလျက်ရှိသည်။မီလောင်ငုတ်လိုမမတ်ကြီးထောင်းနေသည့်ဆိုသည့်အရာကြီးသည် မွေကြီးဥပေါင်းထောင်းညီတဲ့နေသည့်ပုံတရံကြီးသာဖြစ်ပေလိမ့်မည်ဟုဘတ်တာပေါ်တွေ့ကထူနေရာမှထွက်ခွာလာခဲ့သည်။ထိုခိုက်ဘတ်တာပေါ်စိတ်ထဲမှာ အခိုင်အတန့်မင်းနေခဲ့သည့်ဖုံတော်ကြီးအကြောင်းကဖြတ်ခနဲပေါ်လာသည်ရန်သူကိုမတွေ့မီကမူဒုက္ခပင်းနေသောထိုရာဝတ္ထုကြီးသည်မြည်သည့်အရာမျိုးဖြစ်သည်ကိုသိလိုစိတ်ဖြင့်ဖုံတော်ကြီးကိုရှောက်ထားကြည့်မိဟုစိတ်ကူးခဲ့သည်ယခုရန်သူသည်မွေကြီးတကောင်ဖြစ်ကြောင်းသိလိုက်ရပြီးထိုရန်သူမွေကြီးကိုလည်းတတ်နိုင်ခဲ့ပြီးထိုကြောင့်ဖုံတော်ကြီးကိုအခိုင်အတန့်မျှမင်းနေခဲ့ခြင်းဖြစ်သည်ယခုဖုံတော်ကြီးကိုစိတ်ကဖြတ်ခနဲတတိရလိုက်၏။အေးလေဖုံတော်ကြီးရှိနေသေးရင်လဲဖူးရတာပေါ့။မွေစာများဖြစ်ခဲ့ပြီလား။ ်ဘာသာဘောကတွေ့ရင်စိတ်ပူလိုက်မိသည်သူဖြစ်ပင် သူဖူးခဲ့ဘူးသည့်ဖုံးတော်ကြီးတရားအထုတ်ရာနေရာကိုကောင်းစွာမမှန်မိသည့်အလျောက်စိတ်မှန်းဖြင့်ရန်ဆရှာဖွေလာခဲ့သည်ရန်သူတော်ကြီးကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်သောကြောင့်ဘာသာဘောသည်စိုးရင်စရာအကြောင်းလုံးဝမရှိဘဲစိတ်လက်ပေါ်ပါလွတ်လပ်စွာပင်လာခဲ့သည်ကံအားလျော်စွာတခုသောတောင်ဆောင်တနေရာဝဲဒီကိုင်းဒီခဲများဖြင့်ဆောက်ထားသည့်တင်းငယ်သောတဲလေးကိုမြင်လိုက်သောအခါအားတက်သွားသည်ဟော ီနေရာဟုတ်ပြီဖုံးတော်ကြီးကိုငါခုခဲ့တဲ့နေရာအမှန်ပဲဘတ်တာဘောကတီတူပြောရင်ထိုနေရာသို့ခြေလှမ်းသွဲသွဲဖြင့်အပြေးလေးသွားလိုက်သည်တဲကလေးတစ်ဖက်သိပင်ကြီးတပင်အောက်တွင်တရားထိုင်နေရာမှနားကဣရိယာပုံများတော့အောင်ဇင်းညံကြွနေသောဖုံးတော်ကြီးကိုတွေ့လိုက်ရသောအခါဘတ်တာဘောသည်ဝမ်းမြောက်စွာဖြင့်လူသေးစွာထိုင်ကာဥခိုက်ကြောလိုက်သည်ဖုံးတော်ကြီးရုပ်စင်းတော်ကဘာသာပေါ်ရခင်ဖူးတွေ့ခဲ့ဘူးသည့်တရံတိုင်းပင်တစုံတရာချွေရင်းချင်းမရှိခဲ့ချေ ဟုတ်ကဲ့ပါရှင်အပိုင်း9ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း10မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်